နေ့တနေ့တုန်းကကျွန်တော်ဒီ Google ကနေပြီးတော့ထုတ်လာတဲ့ AI ပေါ့နော် Notebook LM ဆိုတဲ့ application ဘယ်လိုတောင်းရလဲဆိုတာကျွန်တော်ပြောပြဖူးတယ်ဒီ Notebook LM ကထွက်လာတာကြာပြီဆိုပေမဲ့ကျွန်တော်မြန်မာစာရတာခါကြတော့တိတ်မကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာတော့ Notebook LM ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ YouTube မှာတင်ထားတဲ့ဗီဒီယိုတွေမြန်မာလိုပြောတဲ့ဗီဒီယိုတွေကအင်္ဂလိပ်လိုပြောတဲ့ဗီဒီယိုတွေက AI နဲ့ဘလို့ မှတ်စုထုတ်ရမလဲဘယ်လိုမျိုးအမေးအဖြေတွေလုပ်လို့ရလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပြီးတော့အရင်ဆုံးကျွန်တော်ရဲ့ main channel တစ်ခုဖြစ်တဲ့ဒီ Dr. Lyco ဆိုတဲ့ channel ကိုတွောင်းမှာပေါ့နော်အဲ့ဒီမှာကျွန်တော် players ထဲမှာကျွန်တော်အခုနောက်ပိုင်းပို့ပြီးတော့တင်ပေးဖြစ်တဲ့ကြောက်ကနဲ့ပတ်သက်တဲ့ကျမ်းမာကြီးပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော်အဲ့ဒီက link တွေကိုတွားပြီးတော့ယူလိုက်မယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တင်ထားတဲ့ link လေးလေးကိုတွားပြီးတော့ယူလိုက်မယ်အဲ့ဒါပြီးတော့ကျွန်တော်ဒီ notebook lm ဆိုတဲ့ application ဒီ notebook အလံကိုတော့ကျွန်တော်အကောင့်ဖွင့်နေတယ်ဘလို့အတုံးပြရလဲဆိုတာကိုကျွန်တော်ဗီဒီယိုတစ်ပုတ်မှာတေချာလေးပြောပြပေးထားတာပေါ့နော်ဒီမှာတော့ကျွန်တော်အကောင့်ဖွင့်ပြီးသားအဲ့ဒါကို create new ကိုနှိပ်လိုက်မယ် create new ကိုနှိပ်လိုက်ပြီးတော့ကျွန်တော်ခုနကတုန်းက YouTube link တွေကိုတွားပြီးတော့ထည့်မယ်ပေါ့နော်အဲ့တော့ဒီမှာ link တွားယူမယ် copy okay ဒီမှာ YouTube ရှိတယ်အဲ့ဒါကိုတွားပြီးတော့ကျွန်တော် paste ချလိုက်မယ်အဲ့တော့ဒီမှာသူ loading တက်နေတယ်။အော်ကြောက်ကကြောက်တယ်ချင်းဆိုပြီးတော့သူမြန်မာစကားပြောတယ် YouTube video file ကိုဒီမှာတွားပြီးတော့တင်ထားပြီးသားဖြစ်သွားပြီပေါ့เนาะဒါနံပါတ်တစ်ခုနောက်တစ်ခုတော့တခါလေကြာရင်ကျွန်တော်တွေ့တဲ့အတွေ့အကြုံရဆိုရင်တော့ဒီ YouTube ပေါ့เนาะမြန်မာစကားပြောတဲ့ YouTube တချို့ဟာတွေခါကြတော့ဒီ AI ကနေပြီးတော့မဖက်ပြီးတာကြီးလည်းရှိတတ်တယ်ဒါပေမဲ့အဲ့ဒါတော့ရှားပါတယ်เนาะအဲ့တော့ကျွန်တော်အခုနှစ်ပုတ်တင်တာနှစ်ပုတ်လုံးရတယ်ဒါနောက်တစ်ခု ဒီနား app လေးကိုနှိပ်မယ်နှိပ်ပြီးတော့ YouTube ဆိုတဲ့ဟာလေးကိုနှိပ်နှိပ်ပြီးတော့အမှကျွန်တော်တို့ YouTube link ကိုတွားပြီးတော့ထည့်ပေးတာပေါ့နော်ဒါ Google Notebook app လမ်းပေါ့နော်သူကမြန်မာလိုလဲနားလည်နိုင်တယ်ပေါ့နော်ဒီ AI ကကျွန်တော်တို့တော်တော်များများတော့ AI တွေကမြန်မာလိုနားလည်ဖို့ခက်ခက်တယ် ChatGPT တို့အော် channel crow တို့ကမြန်မာစကားပြောတယ်ဆိုရင်သူတို့ကဒီလိုမျိုးမတိတာ များတယ်ပေါ့နော်ဒါပေမဲ့ဒီ Google ကနေနောက်ဆုံးထွက်လာတဲ့ update မှာကျွန်တော်တို့မြန်မာစကားကိုပါသူကတဘောပေါက်သွားတယ်ပေါ့နော်အဲ့တော့ဒါလေးကတော်တော်လေးကိုထိရောက်ပါရတယ်။ကျွန်တော်တို့ပညာရပ်ဆိုင်ရာဗီဒီယိုတွေ YouTube မှာတင်ထားရဲဆိုရင်အဲ့ဒီက link ကိုယူလာပြီးတော့ဒီ Google Notebook LM မှာလာပြီးတော့ train လို့ရတယ်။ train ပြီးတော့ကိုတိချင်တာ machine တွေရှင်မေးလို့ရတယ်ပေါ့နော်။ဒီမှာဆိုရင်တချို့ဗီဒီယိုတွေကသူမရဘူးလို့ညင်းတယ်ပေါ့နော်။အဲ့လိုမျိုးတွေ့ရတယ်။ကျွန်တော်အင်္ဂလိပ်လိုပြောထားတဲ့ဗီဒီယိုတွေဆိုရင်တော့အားလုံးဒီပါရတာများတယ်ပေါ့နော်။ Okay အဲ့ဆိုရင်ကျွန်တော်တို့ထားပါတော့ဒီ ီဒီယိုလေးပုတ်ကိုကျွန်တော်တို့ဆွေးနွေးလို့ရမှာပေါ့နော်အဲဒီအပေါ်ပိုင်းကဒီဒီတင်ကြက်လေးပြထားတဲ့ခါကျတော့မရဘူးပေါ့နော်ဒါကတော့လောလောဆယ်မှာဒီ2ရဲ့ notebook lm ဖက်ကနေပြီးတော့ခွင့်မပြုပေးရတာပေါ့နော်နောက်ပိုင်းကျရင်တော့ဒီထပ်ပို့ပြီးတော့အဆင်ပြေလာနိုင်တယ်ပေါ့နော်ပါပဲဖြစ်ဖြစ်လောလောဆယ်မှာမြန်မာလိုဆွေးနွေးလို့ရတယ်မြန်မာ content တွေကိုနားလည်တာနေတယ်တော်တော်လေးထိရောက်နေပြီပေါ့နော်ကျွန်တော်တို့ဒီမှာစာအုပ်ကမြန်မာစာအုပ်တွေတင်ထားလို့လည်းရတယ်အဲအင်္ဂလိပ်စာအုပ်တွေတင်ထားလို့လည်းရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတွန်းပြလိုက်လို့ရတယ်ကြောက်ကက် Google Notebook အလံမြက်ကောင်းတာတခုကတော့သူကဒီကျွန်တော်ပေးထားတဲ့ source တွေကနေပဲသူက AI ကရှာပြီးတော့ဖြည့်ပေးတာသူ internet ကနေတော့မရှာဘူးသူကို train ထားတဲ့အချက်လက်တွေထဲကနေသူလုံးဝမရှာဘူးသူရှာပေးတာကျွန်တော်တို့ရဲ့ data တွေကပဲပေါ့နော်အကယ်၍ကျွန်တော်တို့ train ထားတဲ့ data ပေါ့နော်ဒီတင်ထားပေးတဲ့သူသူ့ရဲ့ source ကိုပေးထားတဲ့ data ထဲမှာမရှိဘူးဆိုရင်လည်းသူကမရှိကြအောင်ပြောတယ်ပေါ့နော်ဒါကတခြား AI တွေနဲ့ရှင်လိုက်တဲ့ခါကျရင်သူ့ data channel သူဖြစ်သွားတာပေါ့နော် โอเคအဲ့တော့ကျွန်တော်ကကြောက်ခက်ကြောက်တယ်တာဘာလို့လဲလို့မေးလိုက်တဲ့အခါကျရင် तू ကအသေးစိတ်ပြောပြပြီးတယ်เนาะအသေးစိတ်ပြောပြပြီးတယ်ဘာဖြစ်လို့လဲဆိုတာဒါဗီဒီယိုထဲမှာပြောထားတဲ့အချက်လက်တွေပဲဒါပေမဲ့ तू ကနေပြီးတော့ဒီဗီဒီယိုတွေကိုတွားကြည့်ပြီးတော့အသေးစိတ်ပြောပြပြီးတာပေါ့เนาะအဲ့တော့တော်တော်လေးကိုကောင်းတယ်ပြီးရင်ကျွန်တော်ကအကယ်၍ဒီဗီဒီယိုလေးပုတ်ထဲမှာပြောထားတာကိုမြန်မာလိုအပြန်အလှန်ဆွေးနွေးကြတာနားထောင်ချင်တယ်ဆိုရင်ဒီနေရာလေးမှာတွားပြီးတော့လုပ်လို့ရတယ်เนาะ ပြီးတော့ကျွန်တော်တို့က study guide ထုတ်ခြင်းနဲ့ briefing document ထုတ်ခြင်းနဲ့ timeline ထုတ်ခြင်းနဲ့ FAQ ထုတ်ဒါတွေလိုလုပ်လို့ရတယ်ဟောတခုတော့တတိထားရမှာက setting ထဲမှာကျွန်တော်တို့ output language ပေါ့နော်အဲ့ဒီမှာမြန်မာဖြစ်နေမှာရမယ်နော်ပုံမှန်ဆိုရင်ကျွန်တော်က default အနေနဲ့ english ပေးထားတယ်ဒါပေမဲ့ကျွန်တော်တို့ကအောက်ဆုံးသားလေးကိုတော်လိုက်ရင်မြန်မာတွေ့လိမ့်မယ်အဲ့ဒီမြန်မာကိုလောက်ထားတဲ့ခါကျမှကျွန်တော်တို့ကဒီမှာမြန်မာလိုအပြန်အလှန်ဆွေးနွေးလို့ရမယ်ပြီးရင်ဒီ audio မှာလည်းမြန်မာလိုပြန်ပြီးတော့ပြောပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုပြောပြခဲ့တာက YouTube link လေးတွေကိုအတုံးပြုပြီးတော့မြန်မာလိုပြောတာပဲဖြစ်ဖြစ်အင်္ဂလိပ်လိုပြောတာပဲဖြစ်ဖြစ်ကိုလေ့လာနေတဲ့ပညာရပ်တစ်ခုခုကိုပို့ပြီးတော့တစ်ထဲဝင်ဝင်နှစ်နှစ်ဆက်ဆက်နဲ့ခေါင်းထဲမှာစွဲနေအောင်မှတ်မိချင်တယ်ဆိုရင် Google Notebook LM ကိုအတုံးပြုပြီးတော့ကျွန်တော်ပညာရပ်တွေကိုလေ့လာလို့ရတယ်ဆိုတာကျွန်တော်ဒီဗီဒီယိုမှာပြပြပေးထားတာပါเนาะကျွန်တော်ဆက်ပြီးတော့ AI နဲ့ပတ်သက်ပြီးတော့လက်တွေ့အတုံးဝင်တဲ့အကြောင်းအရာတွေကိုတင်ပြီးတော့ပြတဲ့ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like subscribe လုပ်ထားပေးပါကျမကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာခြင်းနဲ့ တိချင်တဲ့ကျမရဲ့ YouTube တိုးွားချင်တယ်ဆိုတော့ကျွန်တော်ရဲ့ Data Like Channel ကိုတွားပြီးတော့ Subscribe လုပ်ထားနိုင်ပါတယ်။ဗီဒီယိုဒီစီကြည့်ပြီးတော့ကြောက်မှုကျေးဇူးတင်ပါတယ်။မိတ်ဆွေအနေနဲ့ AI နဲ့ပတ်သက်ပြီးတော့ဘာတွေတိချင်တာရှိလဲတိချင်တာရှိတယ်ဆိုရင် comment မှာရေးပေးခဲ့ပါ။ကျွန်တော်တချို့အချက်တွေကိုဗီဒီယိုလုပ်ပြီးတော့ပြန်ဖြေပေးပါမယ်။မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ။ဆန္ဒရရအောင်အဆင်ပြေပေးခင်ပါစေ။